ချက်တော်တော်ရှင်ဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာနေ့ရက်သစ်လေးဖြစ်ပါစေအားလုံးလည်းပဲဒီနေ့နှုတ်ကပတ်တော် night ပြန်လည်ပြီးတော့ဆင်ခြင်ကြရအောင်ကျွန်တော်နေနဲ့ချစ်တဲ့မိတ်ဆွေတို့ကိုဒီတလောအတွဲမှာတော့နှုတ်ကပတ်တော်အားဖြင့်လည်းပဲတုံသင်ပေးနေတာဖြစ်တယ်နှုတ်ကပတ်တော်ရဲ့ဖွင့်ပြချက်တွေဟာကျွန်တော်အားလုံးတွေအချိန်မီကျွန်တော်ကိုယ်တိုင်ကစိတ်လုံးကျွင်းမဲ့ပြင်ဆင်ပြီးတော့ဘုရားရဲ့အလိုကျတက်ရှင်နိုင်ဖို့သွာလာနိုင်ဖို့လှုပ်ရှားနိုင်ဖို့တဲမဲ့တဲ့လမ်းစဉ်တိုင်းရှောင်းလန်းပြီးတော့ ဘုရားသခင်ရဲ့သားသမီးတကယ်ပိတဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်ကိုသွန်သင်လမ်းပြနေတာဖြစ်တယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်အားလုံးကခံယူတဲ့အခါမှာဘုရားသခင်ရဲ့စကားတော်တွေကိုကြားတဲ့အခါမှာကျွန်တော်အားလုံးကဆိုရှင်တကယ်ပဲနားထောင်လိုက်ရှောက်ပြီးတော့ကျွန်တော်ဘဝတတမှာပုံပေါ်ပြီးတော့လုံခြုံပြီးတော့ပြေဝဆုံးနေလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှဆိုရှင်ချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့သူတစ်ပါးရဲ့အပြစ်ကိုဖြေလွတ်တဲ့သဘောမရှိဘဲပရဏာပြုတ်လည်ရင်ဘာကျေးဇူးရှိမှာလဲတဲ့နော်။ ဟုတ်ပြီကျွန်တော်ဆူတောင်းတယ်ဆူတောင်းတဲ့ခါမှာဟိုသူတစ်ပါးအပြစ်ကိုဖြေလွတ်ခြင်းမရှိဘူးချင်းအောင်ထားတယ်ဆိုပါတော့အဲ့လိုမျိုးဆူတောင်းတဲ့ခါမှာလို့ရှိရင်တော့ဘာကျေးဇူးတွေရှိမလဲတဲ့နော်အကျိုးကျေးဇူးရှိမလားအကျိုးကျေးဇူးမရှိဘူးလားဒီနေ့ဒီအချင်းညာကိုကျွန်တော်လေ့လာကြမယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါတော့ကျွန်တော်ဒီနေ့ကျွန်တော်လေ့လာခဲ့တဲ့ခါမှာလို့ရှိရင်တော့အာကျွန်တော်ဒီနှုတ်ကပတ်တော်မှာဆိုရှင်ယုံကြည်ခြင်းပြည့်ဆူတောင်းခြင်းဆိုတဲ့အပိုင်းလေးတွေကျွန်တော်လေ့လာခဲ့တဲ့ခါမှာဒီနေ့ကတော့နောက်ဆုံးနောက်နောက်ဆုံးရက်ဖြစ်တဲ့ အာဒီအကြောင်းအရာကိုကျွန်တော်လေ့လာပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်အားလုံးကဆူတောင်းခြင်းအမှန်ကန်တဲ့ဘုရားဒီမှာစက္ကပ်အံ့နာပြီးတော့ဆူတောင်းခြင်းပြုတ်ကြတဲ့အခါမှာတကယ်ကောင်းခြင်းမင်္ဂလာခံစားရပါလားဆိုတာကိုကျွန်တော်ကိုယ်တိုင်ကဒီနှုတ်ကပတ်တော်အဖြစ်ပုံပေါ်ပြီးတော့တခါတည်းကိုကောင်းမြတ်ဆုံးနေတဲ့ဆူတောင်းခြင်းမျိုးနဲ့တောင်းနိုင်ဖို့ရန်အတွက်အဲကျွန်တော်ဝိညာဉ်ခွန်အားတွေရရှိသွားဖို့ဖြစ်ပါတယ်။ဒါဒီနေ့မှာတို့ရှင်တော့ကျွန်တော်တို့သူများအပြစ်ကိုချင်းအောင်ထားတယ်အပြစ်ဖြေလို့ခြင်းမရှိဘဲနဲ့ဆူတောင်းရင် စုတောင်းပတနာပြုတဲ့အခါမှာဘာကျေးဇူးတွေခံစားရမလဲရှင်မာကုခရစ်ဝင်ခန်းကြီး7ပိုင်း25 26မှာတော့ခရစ်တော်ကဘယ်လိုဖော်ပြလဲဆိုတော့သင်တို့ဒီစုတောင်းသောအခါသူတော်ဘာ၌အပြစ်တင်ခွင့်ရှိလျင်သူ့အပြစ်ကိုလွတ်ကြလောလွတ်လျင်ကောင်းခင်ပုံ၌ရှိတော်မူသောသင်တို့အဖသည်သင်တို့၏အပြစ်ကိုလွတ်တော်မူမည်သင်တို့ဒီသူ့အပြစ်ကိုမလွတ်လျင်ကောင်းခင်ပုံ၌ရှိတော်မူသောသင်တို့အဖသည်သင်တို့၏အပြစ်ကိုလွတ်တော်မူမူဟုမိန်တော်မူ၏ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ ကျွန်တော်ကစုမတောင်းမိမှာတယောက်နဲ့တယောက်ချီနှောင်ထားတဲ့အပြစ်တွေရှိသလားသူတော်ဘာပေါ်မှာငါညှူဆူမိတာရှိသလားသူတော်ဘာပေါ်မှာငါပြစ်တွေရှုတ်ချမှုတွေရှိသလားသူတော်ဘာပေါ်မှာခွင့်မလွတ်နိုင်လောက်အောင်ငါထဲမှာချီနှောင်ထားတဲ့နော်ဒီကြိုးရောရှိသလားချစ်တဲ့မိတ်ဆွေပေါင်းတို့တန်ရောစင်ကြိုးမဟုတ်ဘဲနဲ့အပြစ်ကြိုးတွေကျွန်တော်ထဲမှာအခွေလိုက်ကြီးရှိနေသလားအဲ့ဒီညာတွေရှိရင်တော့ချစ်တဲ့မိတ်ဆွေဖရားဒီမှာစုမတောင်းနဲ့နော်စုတောင်းရင်တော့ရမှာမဟုတ်ဆရာဖရားလည်းတင့်ကိုအပြစ်လွတ်မှာမဟုတ်ဘူးတဲ့ဒါတမန်ကျမ်းသာကခရစ်တော်ကကိုယ်တိုင်ကို မိမ့်မာခဲ့တာတွေ့ရလိမ့်မယ်။ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်တင်းတို့ဒီဆူတောင်းတော့အခါသူတပား၌အပြစ်တင်ခွင့်ရှိလျင်သူ့အပြစ်ကိုလွတ်ကြလော။ဒါကြောင့်တရားနဲ့တရားအပြစ်လွတ်ပြီးမှပဲဆူတောင်းခြင်းမှုကိုပြုဖို့ရတဲ့ဖြစ်တယ်။မိမိထဲမှာဆိုရှင်ကျွန်တော်ကဆူတောင်းတယ်ဖရာထံမှာတော့တခါတည်းလက်စုံမိုးပြီးတော့ကျွန်တော်ဖရာထံမှာအာယုံပြုပြီးတော့ဆူတောင်းကြတယ်။ဒါပေမဲ့ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာတော့အာသူတပားအပြစ်ကိုတော့ချင်းတောင်းထားတယ်။ယခုချိန်ထိခွင့်မလွတ်နိုင်သေးဘူးဆိုရင်တော့ ချစ်တဲ့မိတ်ဆွေအဲ့ဒီလိုမျိုးဆူတောင်းချက်မျိုးကိုဘုရားတိမှာတွားမတောင်းပါနဲ့သင်အပြစ်လဲလွတ်ခွင်ရမှာမဟုတ်ဘူးเนาะချစ်တဲ့မိတ်ဆွေပေါ့နော်ဒါကြောင့်ဘုရားသခင်ကလည်းဆူမတောင်းခင်မှာအပြစ်လွတ်ပါအပြစ်ရှိတယ်ဆိုရင်လည်းဝင်ချတောင်းမှန်ပါတဲ့เนาะအပြစ်လွတ်ခွင်ကိုတောင်းပါတဲ့လွတ်လည်းရင်ကောင်းငယ်ပုံနဲ့ရှိတယ်မို့လို့သင်တို့အဖအတီသင်တို့ရဲ့အပြစ်ကိုလွတ်လိမ့်မယ်သူတပားအပြစ်ကိုမချီနှောင်ထားဘူးသူတပားကို ခွင့်လွတ်တယ်ဆိုရင်သင်တို့ဘုရားကတိခင်ကလည်းသင်တို့အပြစ်ကိုခွင့်လွတ်လိမ့်မယ်တဲ့နော်။ဒါကြောင့်သင်တို့ဒီသူ့အပြစ်ကိုမလွတ်လည်ရင်ကောင်းငယ်ပုံတိုင်းရှိလို့မတော့သင်တို့အဖသည်သင်တို့ရဲ့အပြစ်ကိုလွတ်တော်မူမူဟုမိန့်တော်မူတယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့။ဒါဆိုရင်ဆုတောင်းဖို့ဘာကြောင့်အထုလိုအပ်တယ်လဲ။ဆုတောင်းဖို့ကတော့လူတိုင်းမှာလိုအပ်တယ်။နော်အထုကိုလိုအပ်တာဖြစ်တယ်။ဘာကြောင့်လိုအပ်တယ်လဲဆိုတော့ရှင်မာကုခရစ်မန်ခန်းကြီးဆက်လေးပိုင်းငယ်38မှာစုံစမ်းနောက်ဆက်ခြင်းနဲ့ကင်းလို့မြေအကြောင်းဆုတောင်းတဲ့ရဲ့စောင့်နေကြလော့ စိတ်ဝိညာဉ်ကစေတနာစိတ်ရှိ냐တော်လေကိုမူကအာနေတိဟုပေတရုအားမိန့်တော်မူပြီးမှာဒါဒီနေ့ကျွန်တော်ရဲ့အတ္တတမှာဆိုရှင်လောကမှာရှိတဲ့ပုရောဟိတလူသားကျွန်တော်အားလုံးကမာနရဲ့ပရိယေထဲမှာကျွန်တော်ရှိနေကြတာဖြစ်တယ်သာရမဏေကကျွန်တော်အနာမှာရှိတယ်ကျွန်တော်တို့ကအမြဲတမ်းဘုရားသခင်ထာနေမှာဆွဲထုတ်သွားဖို့သူကနေမှာဆိုရှင်နိပရိယေဘောင်းစုံနဲ့ကျွန်တော်ကိုလှည့်စားနေတာဖြစ်တယ်မာနရဲ့လိန်လယ်လှည့်စားမှုရဲ့ထောင်ချောက်ထဲမှာကျွန်တော်က မကြဖို့ရန်အတွက်စုံစားနောက်ဆက်ခြင်းနဲ့ကင်းလွတ်ဖို့ရန်အတွက်ဘုရားသခင်ယေရှုခရစ်တော်ပါဗျာဆုတောင်းလျက်စောင့်နေပါအမြဲတုန်နဲ့တူဆက်သွဲပြုတ်ပြီးတော့နေဖို့ရန်အတွက်ဘုရားကမိန့်မာခဲ့တာဖြစ်တယ်ဒါမှသာလျှင်ကျွန်တော်ကတော့အန်ဒီရဲ့ရန်ဆွဲတွေကနေပါကျွန်တော်ကလုံးဝကြွေကွင်းရပြီးတော့အန်ဒီရဲ့ရန်ဆွဲတွေကိုကျွန်တော်ကဆိုရှင်တိုင်လန်နိုင်ပြီးတော့ဘုရားသခင်ရဲ့ကွဲကာယာဌာနတော်အောက်မှာကိုရောနဲ့တူလက်တွဲခြင်းအပြင်ကျွန်တော်ကဆိုရှင်ရှေ့ဆက်ပြီးတော့ตายနိုင်มาဖြစ်တယ်ဘွာပြောနိုင်มาဖြစ်တယ် ချစ်တဲ့မိတ်ဆွေပေါ့တို့ဒါကြောင့်ခရစ်တော်ယေရှုကတို့ရှင်ကျွန်တော်စုံစမ်းနောက်ချက်ချင်းတွေခံရမှာဖြစ်တယ်ဒါကြောင့်တရားတွေကိုကင်းလို့ပွင့်ရံတဲ့ကျွန်တော်ကိုယ်တိုင်ကလှုပ်တဲ့လှုပ်ထိုက်တဲ့အရာကဆူတောင်းဖို့ဖြစ်တယ်တော့ဒါကြောင့်အမြဲဖရာသခင်နဲ့မှာဆူတောင်းဖို့ဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းစိတ်မရှိဘဲနဲ့ဆူတောင်းနေဘာအကျိုးရှိမလဲတော့ဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကဆူတောင်းရမယ်ဖခင်ကမိတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကတော့ဟုတ်ပြီဆူတောင်းရမယ်ဆိုတော့လည်းဆူတောင်းလိုက်တာပဲเนาะဆူတောင်းလိုက်တာပဲလူရှိသူရှိမှလည်းပဲဒူးထောက်လိုက်တာပဲဆူတောင်းလိုက်တာပဲ အဲ့လိုနဲ့တော့မပြီးဘူးဒါမဲ့ပဲယုံကြည်စိတ်ရှိဖို့အလွန်မပင်ကြီးကြီးတယ်ဒါကြောင့်တမာချမ်းသာကတော့ရှင်ညာကုတ်ခိုင်းတစ်ပိုင်းငယ်6ကနေ8ကိုကြည့်တဲ့အခါမှာတွေးတော်ခြင်းမရှိပဲယုံကြည်သောစိတ်နဲ့တောင်းရမယ်တဲ့တွေးတော်ခြင်းရှိသောသူဒီကလေခတ်၍လှှရှားတတ်သောလှိုင်းတဘိုးနှင့်တူ၏တဲ့ထို့သောသောသူဒီစိတ်နှခွရှိသောသူပြုလို့သည်များတို့မတီကြည်သောသူဖြစ်၍ထာဝရဖျားဤလက်တော်မှတစုံတစ်ခုကိုရမည်ဟုမထင်မမှတ်စေနဲ့တဲ့နော်ဒါကြောင့်ဒီနေ့ ကျွန်တော်ဘုရားသခင်မှာဆူတောင်းတဲ့အခါမှာတွေးတောခြင်းမရှိဘူးတန်တရားစိတ်တွေမရှိဘူးယုံမားတန်တရားနဲ့ဘုရားသခင်မှာမသွားဘူးအလုံးမပင်ကြီးကြီးတယ်အလုံးမျိုးဆူတောင်းတဲ့သူတွေကတဲ့ဘာနဲ့တူလဲစိတ်နှခွရှိတဲ့သူတဲ့နော်စိတ်နှခွရှိတဲ့သူတွေဖြစ်တယ်နော်ရရင်လည်းရမရရင်လည်းနေကွာဆိုပြီးတော့နော်ကျွန်တော်ကတောင်းနေလို့မဟုတ်ဘူးနော်ဒါကြောင့်ပြုတ်နေသမျှတို့ကိုမတီးကြည့်တော်သူဖြစ်တဲ့အတွက်ကြောင့်သာဝရဖျားလက်တော်မှာတစုံတစ်ခုကိုရမယ်လို့ မထင်မမှတ်စေနဲ့တဲ့ဘာမှရမှာမဟုတ်ဘူးတဲ့ချစ်တဲ့မိတ်ဆွေပေါင်းတော့ဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆိုလို့ရှိရင်ဆုတောင်းတဲ့အခါမှာအလုံးမပင်အရေးကြီးတာကတော့ကျွန်တော်သူတစ်ပါးအပြစ်ကိုဖြေလွတ်ပြီးတော့ကျွန်တော်ကဆုတောင်းမယ်ဆိုရင်သူတစ်ပါးအပြစ်ကိုခွင့်လွတ်ပြီးတော့ဆုတောင်းမယ်ဆိုရင်ဆုတောင်းတဲ့အချိန်အကျိုးကျေးဇူးခံစားရမှာဖြစ်တယ်ဆုတောင်းတဲ့အခါမှာဆိုရှင် ကျွန်တော်အားလုံးကဆိုရှင်တော့အဲ့ဒီအထူးလိုအပ်တဲ့အချက်ကတော့ ကျွန်တော်ကဆိုရှင်စုံစမ်းနောက်ချက်ချင်းနဲ့กินလို့ဖို့ရန်အတွက်ကျွန်တော်ကဖရားဒီမှာအမြဲဆူတောင်းရမှာဖြစ်တယ်။ဒါကြောင့်ဆူတောင်းတဲ့အခါမှာဖရားဒီမှာယုံကြည်ခြင်းစိတ်မရှိဘဲတော့ဆုမတောင်းနဲ့တဲ့။ဆူတောင်းတဲ့အခါမှာယုံကြည်စိတ်အပြည့်ဝနဲ့တောင်းရမှာဖြစ်တယ်။ယုံကြည်စိတ်မရှိဘဲနဲ့ဆူတောင်းမယ်ဆိုတော့ဘာအကျိုးကျေးဇူးမှရမှာမဟုတ်ဘူး။ကျွန်တော်ဖရားဒီမှာသွားတဲ့အခါမှာတွေးတောခြင်းမရှိဘဲနဲ့ယုံကြည်တဲ့စိတ်နဲ့တောင်းရမယ်တဲ့နော်။တွေးတောခြင်းရှိတယ်။ တို့လောတို့လောနဲ့ကျွန်တော်ကဆိုချင်ဘုရားပေါ်မှာဆိုချင်တန်တရားစိတ်ဝင်နေဆိုရင်တော့စိတ်နှခွရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ရမယ်လို့ထင်နေတာတည်းတစုံတစ်ခုမှရမှာမဟုတ်ဘူးတဲ့နော်ချစ်တဲ့မိစေပေါ့နော်ဒါကြောင့်ဒီနေ့ဆူတောင်းနေဆူတောင်းမှန်တဲ့ကျွန်တော်အားလုံးတောင်းလျှောက်နိုင်ပွင့်ရန်အတွက်နှုတ်ကပတ်တော်ကတစ်ချက်ပြီးတစ်ချက်ကျွန်တော်ကိုတုံတင်သွားတာဖြစ်တယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်တွေကိုကျွန်တော်လေ့လာလိုက်တဲ့အခါမှာနှုတ်ကပတ်တော်တွေကဖော်ပြထားတဲ့အရာတွေကကျွန်တော်ကနိမ့်မှန်လမ်းမှန်တဲ့ဘုရားသခင်ကိုရောက်သွားဖို့ဖြစ်တယ်။ဘုရားသခင်ကိုရောက်တဲ့အခါမှာလည်းပဲနိလမ်းမှန်ကန်စွာနဲ့ဘုရားသခင်မှာ တောင်းလျှောက်ဖို့ဘုရားနဲ့စကားပြောဖို့ရန်အတွက် ဖြစ်တယ်။ဒါကြောင့်ဘုရားဒီကိုသွားတဲ့အခါမှာကျွန်တော်အားလုံးကဘာမှကွယ်ဝက်ထားစရာအကြောင်းမရှိဘူး။အရှိကိုရှိတိုင်းနဲ့သွားလာနိုင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်စုမတောင်းလည်ရင်ကျွန်တော်တို့ကဆိုရှင်တကူ မရဘူးဆွတ်တောင်းမှကျွန်တော်ကတကိုးရရှိမှဖြစ်တယ်အနှဲငယ်သာဆွတ်တောင်းမယ်ဆိုရင်အနှဲငယ်သာတကိုးရပြီးတော့များစွာဆွတ်တောင်းမယ်ဆိုရင်ချစ်တဲ့မိတ်ဆွေတင်ကများစွာတကိုးခံစားမှဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကိုယုံကြည်တည်မြဲမှသာလေရင်ကျွန်တော်တို့ကဆိုရှင်အသက်တာမှာရောကမ္ဘာလောကမှာရောဆိုးသွမ်းခြင်းနဲ့မကောင်းမှုတွေကိုကျွန်တော်ကအောင်မြင်နိုင်မှဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဘုရားသခင်ကိုကျွန်တော်ယုံကြည်ခြင်းမှမှတည်မြဲတဲ့စိတ်လုံးသားနဲ့ကျွန်တော်ဘုရားကို ဆူတောင်းရမှာဖြစ်တယ်ဘုရားနဲ့အမြဲတမ်းဆက်သွယ်ပြုရမှာဖြစ်တယ်ဒါမှသာလဲကျွန်တော်ကကမ္ဘာလောကနဲ့စိုးတမ်းမှုတွေတဲကနေမှာကျွန်တော်ကအောင်မြင်ရမှာဖြစ်တယ်ချစ်တတ်မိတ်ဆွေပေါင်းတို့ဒါကြောင့်ဘုရားသခင်နဲ့အမြဲဆက်သွယ်ပြုခြင်းဟာလို့ရှင်ကျွန်တော်ကယုံကြည်ခြင်းရရှိမယ်ဒါကြောင့်ဘုရားသခင်နဲ့အမြဲဆက်သွယ်ပြုနေမှာဘုရားနဲ့အမြဲဆူတောင်းနေမှာကျွန်တော်ရဲ့ယုံကြည်ခြင်းကလည်းပဲခိုင်မြဲမယ်မြဲမြံမှာဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းရရှိတဲ့အခါမှာဆူတောင်းခြင်းဖြင့်ဘုရားထံတော်မှာကျွန်တော်တိုးဝင်ချစ်ကပ်မှသာလျှင် ကျွန်တော်ကဆိုရှင်ဝမ်းမြောက်ခြင်းအစစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုရရှိမယ်ဆိုတာကိုဒီနေ့ကျွန်တော်အသိရှိ နားလည်သဘောပေါက်ပြီးတော့ဒီနေ့ဖရာသခင်ကိုစိတ်လုံးကျင်းမဲ့နဲ့ကိုးစားယုံကြည်ပြီးတော့ဖရာသခင်ထံပ၌စွတောင်းခြင်းအမြဲပြုတ်၍အသက်ရှင်နိုင်တဲ့မိသားစုတွေစွတောင်းခြင်းကိုဘယ်တော့မှမမေ့မပြောက်ဖဲနဲ့အဲ့ဒီအခွင့်ရေးကိုအမြဲတမ်းပဲလက်ဝဲပိုက်ပြီးတော့ဖရာနဲ့အများအများစကားပြောပြီးတော့ဖရာသခင်ထံမှာ ကြားရှောက်နိုင်ကြတဲ့ဘုရားရဲ့သားသမီးတွေဘုရားဒီမှာတောင်းတဲ့ခါမှာရဖို့ရန်အတွက်နှုတ်ကပတ်တော်ရဲ့သွန်သင်ချက်တွေတိုင်းကျွန်တော်တို့ရဲ့အသက်တာမှာ အကောင်းဆုံးရှင်သန်ပြီးတော့ဘုရားဒီမှာယုံကြည်စိတ်ချမှုအပြည့်ဝနဲ့စက္ကပ်အပ်နိုင်ပြီးတော့ဆုတောင်းနိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေအရောက်တိုင်းကိုလည်းပဲဘုရားကောင်းကြီးပေးပါစေ